ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာတိတ်မကြခင်ချိန်တည်းမှာပဲမလရွေးစင်မျိုးစိဘောလုံးအသင်းရဲ့စီဂိမ်းအုပ်စုဝင်ပွဲစဉ်ကို ကျွန်တော်တို့ယူစားကြတော့မှာဖြစ်ပါတယ်မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲချိန်မှာမြန်မာလက်ရွေးစင်မြို့ပြဘောလုံးအသင်းရဲ့စီးကင်းအုပ်စုပွဲစဉ်စတင်တော့မှာဖြစ်ပါတယ်ခမညမြန်မာလက်ရွေးစင်မြို့ပြဘောလုံးအသင်းဟာလည်းအုပ်စုအဖွဲ့ပွဲစဉ်ကိုအနိုင်ရရှိဖို့အတွက်အားကျိုးမှန်တဲ့လက်ရှိပြင်ဆင်ထားတာကိုကျွန်တော်မြင်တွေ့ရပါတယ်ဒီဇင်ဘာလ2ရက်နေ့တုန်းကမြန်မာလက်ရွေးစင်မြို့သမီးအသင်းဟာခိုင်းနိုင်ငံစီကိုစီးကင်းပြပန်းကစားဖို့အတွက်ရောက်ရှိခဲ့တယ် အဲ့နောက်ဒီဇင်ဘာလ3ရက်နေ့ကနေစပြီးတော့လက်ကျင်းတွေဆောင်ရွက်ခဲ့တယ်ခမ ्या အဲ့မတိုင်ခင်မြန်မာလက်ရွေးစီလူသိဘောလုံးသင်းဟာမြန်မာနိုင်ငံမှာလက်ကျင်းတွေအများပြဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်ခမ ्या မြန်မာလက်ရွေးစီလူသိသင်းစီကိုမိထက်လူကတော့ ဒီဇင်ဘာလနေ့ရက်နေ့မှာလာဘူးပေါင်းခဲ့ပါတယ်မနေ့ကဆိုရင်မြန်မာနိုင်ငံဘောလုံးဘက်ကျဥက္ကဋ္ဌဥဆောင်တော်ကိုယ်တိုင်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းလက်ချင်နေတဲ့နေရာစီကိုတွားရောက်ပြီးတော့တိုင်ပွဲအတွက်အားပေးစကားတွေပြောကြားခဲ့ပါတယ်ခင်ဗျာဒီနေရာမှာတခုအသိမှတ်ပြီးပြောကြားချင်တာကတော့မြန်မာပြည်သက်တွေအားပေးမှုပါပဲခင်ဗျာထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မှာပြည်သက်တွေကတချို့တဝယ်ရောမြန်မာနိုင်ငံကမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးတွေကိုအားပေးတဲ့ပြည်သက်တွေပါထိုင်းနိုင်ငံရှမ်ဘူရီမြို့စီကိုတွားရောက်ပြီးတော့ ဘောလုံးကူးကြီးရှိမှာအခုဆိုရင်ပွဲကြည့်ဖို့စောင့်ဆိုင်းနေတာတကယ်လူအုပ်ကြီးကအများပြကျွန်တော်မြင်တွေ့ရတယ်ခင်ဗျာတကယ်ကိုပဲအားရစရာကောင်းပါတယ်မြမလက်ရွေးစင်အမျိုးသမီးအသင်းကိုအားပေးတဲ့ပြိသက်တွေရောမြမလက်ရွေးစင်အမျိုးသားအသင်းတွေကိုအားပေးတဲ့ပြိသက်တွေပါသူတို့ဘက်ကတော့တောင်းဝန်ကြီးတယ်ဆိုတာတောင်ပိုလုံးအားကြီးပါတယ်တကယ်လို့အောင်မြင်မှုတွေသာရယူနိုင်မယ်ဆိုရင်ဘလောက်ဝေဝေသူတို့ဘက်က ငွေအားလူအားတက်နိုင်မယ်ဆိုရင်မြန်မာပြည်သက်တွေကလိုက်ပါအားပေးမယ်အနေထားမှာရှိတယ်ဆိုတာဒီမြင်ကွင်းကတတ်သိခံလို့နေပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာလက်ရွေးစင်မျိုးစိဘောလုံးသိဟာဒီနေ့မှာတော့အနီရောင်ဝတ်စုံကိုဝင်စင်ပြီးတော့ပွဲကစားတော့မှာဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးစိဘောလုံးအသင်းအနေနဲ့ အုပ်စုဝင်ပွဲစဉ်ကိုဖိလစ်ပိုင်နဲ့ကစားဖို့ရှိနေပါတယ်ခင်ဗျာဖိလစ်ပိုင်နဲ့မြန်မာလက်ရွေးစဉ်မျိုးသမီးဘောလုံးအသင်းကလည်းအခုနောက်မှာတော်တော်လေးကိုကန်ဆယ်တယ်လို့ပြောရပါလိမ့်မယ်မြန်မာလက်ရွေးစဉ်အမျိုးသမီးဘောလုံးအသင်းနဲ့ဖိလစ်ပိုင်တို့ဟာ2023လုံးကလည်းအခုလိုပဲစီးကိန်းအုပ်စုမှာတွေ့ခဲ့တယ်အဲဒီတော့ကမိနစ်60မှာဝိသင်ကီလုံးသွင်းပြီးပယ်နယ်တီသွင်းကုန်နဲ့မြန်မာဖိလစ်ပိုင်ကိုတကူးကိုပရှင်နိုင်ခဲ့တယ်ခင်ဗျာ ပြီးခဲ့တဲ့အမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်မှာလည်းမြန်မာနဲ့ဖိလစ်ပိုင်တောင်းဆိုရဲကြပါတယ်။တကူးစီတေးကြခဲ့တယ်ခင်ဗျာ။အဲ့ဒီဘက်မှာလည်းမြန်မာအတွက်5ကိုဝင်းသိမ့်ကြီးတုံးကပယ်နတီကနေပဲသွင်းယူပေးခဲ့ပါတယ်။အခုလည်းမြန်မာနဲ့ဖိလစ်ပိုင်ထပ်တွေ့ကြပါပြီ။မြန်မာလည်းရေးစင်အမျိုးသမီးဘောလုံးအသင်းနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်ကိုအလားပါဆုံးကစားပြီးအနိုင်ရလက်နဲ့အဖွင့်လာပါစေလို့ဒီနေ့ကနေကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။